ပွဲတင်မှာအနိုင်ရမလားဆိုပြီးစောင့်မျှော်ကြည့်ရှုရမယ်တန်ဆင်မင်္ဂလာပါပိတ်သက်ကြီးတန်ဆင်ရဲ့ပွဲတစ်ကတော့ရောက်ရှိလို့လာပြန်ပါပြီချက်ထရီကတော့တန်ဆင်ကိုပွဲတီးပေးလိုက်ပြန်ပါပြီ လာမယ့် AP လ18ရက်တောက်ကြနေည1 Lumi Bin 104မှာမြန်မာလဝိ Fighter တန်ဆင်နဲ့ထိုင်းလူမျိုးမွေထိုင်း Fighter Pasuku Mit တို့ Flyweight တန်မွေထိုင်းပန်ပွဲကိုရှင်ပြန်ရမှာလည်းဖြစ်ပါတယ် လဝိဖိုက်တာလီတန်စင်ကတော့အသက်20အရက်5ပြ6လမဝမ်းမှာတော့လေဝဲထိုးထားပြီးနှစ်ပွဲနိုင်နှစ်ပွဲရှုံရလက်ကိုရရှိထားတာလည်းဖြစ်ပါတယ်။နိုင်ထားတဲ့နှစ်ပွဲလုံးကတော့အလဲထိုးနဲ့နိုင်ထားသလိုရှုံထားတဲ့နှစ်ပွဲလုံးကလည်းအလဲထိုးနဲ့ပဲရှုံနေထားတာပါ။တန်စင်ကအမြဲတမ်းတော့တာထွက်ကောင်းပါတယ်။ဒါပေမဲ့လည်းအစပိုင်းပွဲမပြတ်နိုင်ခဲ့ရင် ရှုံနေနိုင်ခြေဘက်ကိုရောက်သွားတတ်ပါသေးတယ်။ ပြောမယ်ဆိုရင်တော့တိုင်းစင်အားကောင်းတဲ့မာဂုံနဲ့တက်လုံးလိုအပ်နေပါသေးတယ်။သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ထိုင်းလူမျိုးမွေထိုင်းဖိုက်တာကတော့အသက်26နှစ်အရက်ကတန့်စင်နဲ့အတူတူပါပဲ။ဝမ်မာတော့6ပွဲထိုး2ပွဲနိုင်၄ပွဲရှုံးရလက်ကိုရရှိထားပါတယ်။နောက်ဆုံးထိုးတက်ထားတဲ့၄ပွဲစလုံးကိုတော့ရှုံးနေထားတာပါ။ သူရှုံနေထားတဲ့သူတွေကတကယ်ကောင်းတဲ့ fighter တွေကြီးပါပဲအမှတ်နဲ့ရှုံတာများတယ်ဆိုပေမဲ့တော့မာကွန်ကတော့မဆိုးဘူးလို့ပြောလို့ရပါတယ်ပွဲဖြတ်နိုင်ခြေကတော့အားနေပါတယ်ပြောမယ်ဆိုရင်တော့ Luke တောင်းကောင်းကောင်းမကန်တတ်ပါဘူးခြေကန်ချက်လည်းအားနေတယ်လက်သင်းနဲ့မာကွန်ကတော့အတော်လေးကောင်းပါတယ်သူပါဝါရှိနေတဲ့အချိန်တန်ဆင်းအနေနဲ့ရှင်ထွင်းရင်တော့ကိုလူရဲ့မာကွန်ကိုတော့စိုးရင်ရပါတယ် အဲဒီအတွက်ဖြည်းဖြည်းချင်းဖိရမယ်လို့လည်းထင်ပါတယ်။လိုကစ်တီများများသုံးပြီးကောင်တာဆော့ရင်တော့တန်စင်အနေနဲ့ပွဲကိုပြောင်းလဲသွားနိုင်ပါတယ်။ဒီပွဲကိုတော့ချက်ထရီကတန်စင်ကိုနာမည်ပြန်ဆယ်ဖို့အခွင့်ကောင်းပေးတယ်လို့လည်းမှတ်ယူလို့ရနိုင်ပါသေးတယ်။တန်စင်အနေနဲ့အရင်ပွဲတွေကအားနည်းချက်တွေကိုပြန်လည်ပြင်ဆင်လေးချက်လာမယ်ဆိုရင်တော့တန်စင်နိုင်နိုင်ချေများပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်တော့ပွဲအပြေပြောင်းလဲသွားနိုင်ပါတယ်။ပရိသတ်ကြီးရောတန်စင်ရဲ့ပွဲအပေါ်အမြင်လေးတွေပြောကြားပေးခဲ့ကြပါဦး။အဆုံးထိကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြည်သက်ကြီးလည်းဘေးရနေအပေါင်းမှကင်းဝေးကြပါစေရှင်